ဒေါ်တက်တက်ခိုင်ကသူကဟိုပါတီခေါင်းဆောင်တယောက်အနေနဲ့ဥက္ကရာတယောက်အနေနဲ့ပြောသွားတဲ့စကားတွေပေါ့နော်အဲ့စကားတွေထဲမှာအာ၃လေးခုလောက်ပေါ့ဟုတ်လားအာပရမနံပါတ်၁ကတော့ဒီဒီနေ့ကျွန်တော်ရဲ့ဒီဆွေးနွေးခြင်းနဲ့ အကြောင်းအရာလေးကပေါ့နော်ဒီဂွေကုန်းတက်ပါတီ PPP ပေါ့နော် P3 လုံးပါတီအာ P3 လုံးပါတီရဲ့ဒါပါတီဥက္ကဋ္ဌပေါ့နော်ပါတီခေါင်းဆောင်တီထောင်သူဒါဒေါ်တက်တက်ခိုင်ရဲ့အာပြောစကားတွေအချို့နဲ့ပတ်သက်ပြီးတော့ဗောဗျာဒါဒီနေ့ကျွန်တော်ရဲ့ဒါဆွေးနွေးခြင်းနဲ့အကြောင်းအရာပေါ့ခေါင်းစဉ်ပေါ့နော် တော့ရှင်လေးတွေနဲ့အကြောင်းအရာခေါင်းနေဆိုတဲ့အခါကျတော့တော်တက်တက်ခိုင်ကသူကဟိုပါတီခေါင်းဆောင်တယောက်အနေနဲ့ဥက္ခရာတယောက်အနေနဲ့ပြောထားတဲ့စကားတွေပေါ့နော်အဲ့စကားတွေထဲမှာအာ၃လေးခုလောက်ပေါ့ဟုတ်လားအာပရမနံပါတ်၁ကတော့ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာနိုင်ငံကြီးအချင်းသားတွေမရှိဘူးဆိုတော့ ချက်ပေါ့နော်အဲ့ချက်တစ်ချက်ပေါ့အဲ့တော့သူအထူးသဖြင့်ပေါ့ဗျာဒီအင်တာဗျူးတစ်ခုပေါ့ဒီ popular news ကဟာလာအာကိုမြတ်ခိုင်အာမေးတဲ့မေးခွန်းပေါ့နော်အာဒီနိုင်ငံရေးအာအကျဉ်းသားတွေကိုအာပြန်ပြီးတော့လှုပ်ပေးဖို့နော်အာတောင်းဆိုဖို့ရှိလားဒီပုံမှန်နဲ့ပတ်သက်လို့အာဘလို့သဘောထားရှိလဲအာပြီးရင်ဒေါ်ဆန်းစုကြည်ကိုရောဟာလာ ပြန်ပြီးတော့အနေလှုပ်ပေးဖို့နိုင်ငံရေးအကျဉ်းသားအာသူ့အနေနဲ့နော် ဟုတ်မဟုတ်ဆိုတဲ့အပေါ်မှာမေးတဲ့မေးခွန်းအပေါ်မှာသူကပြန်ပြီးတော့ဖြေတာပေါ့ဗျာနော်အာဒီဥစ္စာတစ်ချက်အာနောက်တစ်ချက်ကတော့ဒီကျွန်တော်တို့တိုင်းပြည်အာဒီနေ့လို့မတီမငိမ်အာဖြစ်နေရတယ်ဆိုတဲ့အကြောင်းရင်းထဲမှာနော်အာပြည်သူလူထုလည်းအာတာဝန်ရှိတယ်လို့အာသူပြောထားတဲ့အချက်တစ်ချက်ပါတီဥက္ကဋ္ဌတရားအနေနဲ့နော် ဒါဒုတိယအဲ့ဒါကဒုတိယအချက်အာတတိယအချက်ကျွန်တော်ဆွေးနွေးခြင်းတဲ့အချက်ကတော့ဒီဟိုဒီမိုကရေစီဆိုတာအာရွေးကောက်ပွဲနဲ့ပဲဒါကျွန်တော်တို့ကသွားမှအာရမယ်နော်အဲ့တော့ဒီမိုကရေစီအာလူရင်တဲ့လူတွေဟာဒီနေ့လုံးမဲ့ဒီမာဖီးယားစီအိုစုရဲ့ရွေးကောက်ပွဲမှာဝင်ပြီးတော့ပါဖို့ဆိုတဲ့ဟာကိုတကယ်လို့ဒီမာဖီးယားစီအိုစုကလုပ်တဲ့ ရွေးကောက်ပွဲမှာဝင်ပြီးတော့မပါလို့ရှိလို့ရှိရင်ဒါဒီမိုကရေစီကိုတွားတာမဟုတ်ဘူးလို့เนาะအာဒီတော့တက်တက်ခိုင်ပေါ့เนาะဒါသူပြောတဲ့ဒီစကားတွေကစကားသုံးခုကိုကျွန်တော်ကဆွေးနွေးခြင်းတာပေါ့เนาะအဲ့တော့မဆွေးနွေးခင်မှာကျွန်တော်ဒီမြန်မာနိုင်ငံမှာကျွန်တော်ခောက်တုတ်ခောက်ပြန်သွားပြီးတော့မြန်မာနိုင်ငံเนาะအနှံ့အပြားကို ကျွန်တော်သွားတဲ့အချိန်မှာเนาะကျွန်တော်နဲ့ အာကြုံတွေ့ခဲ့တဲ့เนาะတွေ့ဆုံခဲ့တဲ့အာလူပုဂ္ဂိုလ်တွေအားလုံးเนาะအာစပွဲတိုးလေးတွေအားစเนาะအာအိန္ဒာတန်ရှင်းရေလုတ်တဲ့သူဟလာကားမောင်းတဲ့သူเนาะအာလူ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 ရန်စားမျိုးစုံပေါ့ဗျာအထူးသဖြင့်တော့ဟလာအာကိုဘောကို ရက်တည်နေရတဲ့ကျွန်တော်တို့အခြေခံလူရန်စားတွေပေါ့เนาะအာဒီလူတွေကိုအာမေးမြန်းကြည့်တဲ့အခါပေါ့เนาะအေးအခုလိုမျိုးဟလာအာဒီစီးပွားရေးအစီအမံပြေတာတွေ အာဒီဟောနော်ဒုက္ခရောက်နေတာတွေအကြက်တဲအာတွေ့နေကြတဲ့ကိစ္စတွေကို နော် ဖြည့်ရှင်းဖို့အတွက်ကို ဖြည့်ရှင်းနိုင်ဖို့အတွက်ကိုအခုဟုတ်လားနိုင်ငံရေးပါတီတွေရှိနေတယ်ဟုတ်လားဒီနိုင်ငံရေးပါတီတွေကနိုင်ငံရေးကိုယ်စားလှယ်တွေနော် မလာဘူးလားနော်လာပြီးတော့ ဟလာအနေဘလိုမျိုးအခက်ခဲတွေရှိနေကြလဲဟလာအဆင်ပြေကြရဲ့လားဟလာဘာတွေကြုံတွေ့နေရလဲဒါမျိုးတွေအဆအဆပေါ့ဗျာနော်ကျွန်တော်ကဟိုကြုံတွေ့တဲ့လူတိုင်းကိုကျွန်တော်မေးခဲ့တယ်အဲ့တော့မေးခဲ့ဆိုတဲ့အခါကျတော့အကုန်လုံးကပြန်ပြေးတာတော့ဘယ်သူမှမလာဘူးဘယ်နိုင်ငံရေးပါတီကဟလာခေါင်းဆောင်အဘယ်နိုင်ငံရေးပါတီကနိုင်ငံရေးကိုယ်စားလှယ်နော်အဘယ်သူမှအပြန်ပြီးတော့ဖြေကြရတဲ့သူတွေထဲမှာဟလား ဘသူမှလာတယ်လို့ပြောတဲ့သူတွေကိုအာကျွန်တော်အာမကြားခဲ့ရဘူးเนาะဩအခုကြားတဲ့အခါကြတော့ဟုတ်လားအဲ့ဟိုဆိုလိုတာဗျာကျွန်တော်တို့တိုင်းပြည်မှာဟုတ်လားအာပြည်သူလူထုတွေအမျိုးမျိုးအခက်အခဲဒုက္ခဟုတ်လားရောက်ရင်ဆိုင်နေကြတဲ့အချိန်မှာဒီကျွန်တော်တို့အုတ်ချုပ်ပြရစီကျွန်တော်တို့ကိုမဲပေးပါလို့เนาะအခုတောင်းဆိုတဲ့နိုင်ငံရေးပါတီတွေက နိုင်ငံရေးကိုယ်စားလှယ်တွေကเนาะဟာ အခုကြတော့တခါလဲချက်ချင်းပဲနေချင်းကြချင်းဟလာအာမြေမြေပေါ်တခါလဲရောက်လာပြီးတော့အာအင်တာဗျူးတွေမှာတက်ပြီးတော့အာကြီးကြီးကျယ်ကျယ်စကားတွေအာပြောနေကြတာကိုကျွန်တော်ကကြားနေတွေ့နေရတယ်ဆိုတဲ့အခါကြတော့ဒါတွေကနေမှုမမှန်တော့ဘူးဗျာနော်ဒီကျွန်တော်အင်းဝကိုသွားတဲ့အခါတော့ကျွန်တော်ရင်တော့တင်ထားပါတယ်မြင်းလေးလေးနဲ့ဟုတ်လားအာဒီအမေအိုကြီးဆိုလို့ရှိရင်မျက်ရည်ကျတာနော် ပြင်မှန်မျက်ရည်ပါကျတာ ဟုတ်လားအဲ့တော့သူဒီဘွားရသူပြောပြတာရှင်းရှင်းလေးဘယ်ဖျားဘူးမှမလာတော့ဘူးเนาะအဲ့တော့အရင်တော့ဟိုအစင်ပြေခဲ့တဲ့လူတွေเนาะဟိုနေ့ဖြစ်ခဲ့တဲ့လူတွေကနောက်ဆုံးဘာဖြစ်လဲမျိုးတွေကိုတရုတ်တွေကိုမှားစားတယ်ငပြောချံတွေစိုက်ရတယ်ဟုတ်လားတရုတ်မပြောတွေငပြောချံတွေစိုက်တယ်ဟုတ်လားသူတို့ရဲ့ဒီမြင်းလဲသမားတွေမြင်းလဲဆွဲလူတွေဆိုလို့ရှိရင်လည်းအာမြင်းစားဖို့အရင်တော့ဟုတ်လားတရက်ကိုအာတုံးကကျွေးလို့ရှိရင်အခုဆိုတခါတော့မှပဲအာမကျွေးနိုင်တော့ဘူးမြင်းစားတော့ အာမရှိနိုင်တော့တဲ့အခြေအနေအရင်တော့မင်းတကောင်တိန်း50ဆိုလို့ရှိလို့ရှိရင်အလွယ်တကူရောင်းလို့ရတယ်အခုဆိုမင်းတကောင်တိန်း30နဲ့တောင်မှအော်ဝဲမဲ့လူမရှိတဲ့ဘဝမျိုးတွေအာဒီဒုက္ခဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ဟာတွေကိုပြောပြတဲ့အခါကျွန်တော်ကမြင်တဲ့အခါဟာဒီအခုလက်ရှိတိုင်းပြည်မှာတောင်းရင်ယူထားတဲ့လူတွေဒါမှမဟုတ်လေဒီနိုင်ငံရေးပါတီရလူတွေမလာကြဘူးလားနော်လာပြီးတော့ဒီကိစ္စတွေကိုဟုတ်လားဟိုမင်းနေပြီးတော့ ဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းတာမျိုးတွေမလုပ်ကြဘူးလားဆိုတော့ဘယ်သူမှမလာဘူးတဲ့နော်ဘယ်သူမှမလုပ်ဘူးတဲ့အာဒါကဒီအမေကြီးပြောတာတွေမဟုတ်ဘူးအကုန်လုံးပြောကြတယ်နော်အဲ့တော့ဆိုတဲ့အခါကျတော့အခုကျွန်တော်တို့ဟုတ်လားဒီလာမဲ့ဟိုဒီဇင်ဘာလမှာလုံးမဲ့ရေကောက်ပွဲနီးကနီးလေးကြမှာဒီနိုင်ငံရေးပါတီတွေဟုတ်လားအာပါတီခေါင်းဆောင်ဆိုတဲ့လူတွေက ချက်ချင်းပဲတခါတယ်ဟုတ်လားအာအင်တာဗျူးတွေထွက်ပြီးတော့ဖြူးကြနတ်ဆက်ကမှာတော့ဒီနတ်ဆက်ဒီစက္ကဆာမှာဟုတ်လားဒီမာဖီးယားစေအုပ်စုရဲ့အဖွဲ့မှာဒေါ်တက်တက်ခိုင်ကနော်သူသူလောက်တာ9နှစ်ရှိပြီအဲ့9နှစ်တက်တန်းအတွင်းမှာသူကျွန်တော်တို့တိုင်းပြည်အတွက်ပြည်သူလူထုအတွက်နော်အခုလိုမျိုးအင်တာဗျူးတွေမှာဟုတ်လားထွက်ပြီးတော့ရွေးကောက်ပွဲဝင်ဖို့အတွက်ကိုအင်တာဗျူးတလူမျိုးနော်သူ9နှစ်သူတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သူတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲအတီးတီးကို သူ့ရဲ့ယူထားတဲ့နော်တောင်းဝေနေရကနေပြီးတော့သူထိတိယောက်ယောက်သူဘာတွေဖြည့်ရှင်းခဲ့လဲသူဒီလိုထိတိယောက်ယောက်သူဖြည့်ရှင်းခဲ့တာတွေရှိခဲ့လို့ရှိရင်လည်းအခုလိုမျိုးသတင်းမီဒီယာတွေအင်တာဗျူးတွေနဲ့နော်အာကျမကတော့ကျမယူထားတဲ့တောင်းဝေနေတိုင်းအာကျမဓာရီကိုဟုတ်လားလှုပ်ပေးနိုင်ပါတယ်အာလှုပ်ပေးခဲ့ပါတယ်ဆိုတဲ့နော် အင်တာဗျူးမျိုးလဲကျွန်တော်တို့တစ်ခါမှမတွေ့ခဲ့ဘူးထားပါတော့ဒါကဒီဂွေကုန်းတက်ပါတီ PPP ရောဂွေကုန်းတက်ဆိုတဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်နောက်မှပြောအောင်မယ်ပေါ့နော်အဲ့တော့ဂွေကုန်းတက်ပါတီ PPP ရဲ့ခေါင်းဆောင်ကြီးကဟလာအခုမှနော်အာဟိုမြေပြင်ပေါ်ကိုတခါတည်းဘုတ်ဘတ်ဆိုတခါတည်းဟိုလက်ပြေကကြလာတယ်လို့မျိုးဟုတ်လားကြလာပြီးတော့เนาะစကားတွေပြောတယ်ဟောကဗျာ အစကားတွေပြောရဲဆိုတဲ့အခါကျတော့လေဟိုကျွန်တော်တို့ပြည်သူတွေရဲ့စံနာနဲ့ပြည်သူတွေတိဆောက်ခြင်းနဲ့ဘဝကိုရောင်ပြန်ဟတ်တဲ့စကားတွေတခုမှမပါဘဲနဲ့เนาะအဲဟိုနေကိုကိုလိုင်းပေါ့ဗျာနှွေးကြောင်နှွေးကြောင်စုတ်တာကြိုက်တယ်လေကျွန်တော်တို့မြန်မာပြည်မှာပူတယ်ဟုတ်လားပူတဲ့အခါကျလို့ရှိလို့ရှိလို့ပူတဲ့အခါကျရင်ဒီလိုအင်တာဗျူးအင်တာတွေပါဖြူးကန်နေကြလို့ရှိလို့ရှိရင် ရေဒီယိုဝိုင်းနဲ့တယ်လေတခါကြရင်တချို့ကရေဒီယိုဝိုင်းတောက်လို့ရှိလို့ရှိရင်အပေါ်ခဏခဏသွားတတ်တယ် ဟုတ်တယ်ဟုတ်လားဒေါ်တက်တက်ခိုင်ရဲ့အရွယ်ကြတော့သူကစီးတွေစီးချုပ်ဦးနေစီးတွေပါတွေဝမ်းတွေပါတွေဟိုလူငယ်တွေလူမျိုးထိမ့်သိမ့်နိုင်တဲ့အရွယ်ကိုကြော်လွန်နေတဲ့အခါကြတော့သူကရေဒီဝိုင်လည်းမတောက်ချင်ဘူးနော်အဲ့တော့သူကအင်နာရီဝိုင်ဘျူးကန်ကြီးပါပဲဖြစ်စေအင်နာရီဝိုင်ဘျူးဘီဝိုင်ပဲဖြစ်စေသူကနိုရီချောင်းတောင်းတောင်းဆုတ်တယ်နော်ဒါတော့တစ်ခါကြကျွန်တော်စဉ်းစားကြည့်ရအော်နိုရီချောင်းဆုတ်တော့တက်တက်ခိုင်လို့တော့မှပြောရမလို့ဖြစ်တယ်ဒါနိုရီချောင်းလေးတောင်းတောင်းဆုတ်တယ်အဲ့တော့ဒီကိုပြခိုင်မင်းမေးတဲ့မေးမဲ့မေးဘူးမမေးခင်မှာ ကြည့်ရဒေါ်သက်သက်ခိုင်ရတည်ရပလားဘာမှလာရင်နွေချောင်းလေးစုပ်ပြရသေးဆိုပြီးတော့တည်ရပလားခေါ်ပြီးတော့နွေချောင်းလေးစုပ်ပြီးတော့မှအင်တာဗျူးရနေတူတယ်တည်းဟိုမြန်မာနိုင်ငံမှာတဲ့နိုင်ငံရေးအကျဉ်းသားတွေတယောက်မှမရှိပါဘူးတဲ့နော်အဲဆိုလိုရင်းကဗျာဒေါန်ဆန်းစုကြည်ကို နော်ဟိုဖမ်းဆီးရတာကလည်းဒေါန်ဆန်းစုကြည်ထောင်ချနေတာကလည်းဟိုနိုင်ငံရေးပြစ်မှုတွေနဲ့တခုမှမဟုတ်ဘဲနဲ့ နော်ဟိုအကျင့်ပြခြားစားမှုတော့ဗျာဟိုပြောရလို့ရှိလို့ရှိရင်တည့်ရပလားဟိုပစံခိုးလို့တော့တို့အရင်တုန်းကဒီဇော်မဲလုံးရဲ့နော်တပတ်တစ်ခါလုံးတဲ့ဟိုတရင်တရင်လိန်ပွဲပေါ့နော်ဇော်မဲလုံးရဲ့ဒီတပတ်တစ်ခါလုံးတဲ့တရင်လိန်ပွဲမှာ ီရွှေနားဘိတ်တာတို့ရွှေခုနှစ်ဘိတ်တာကိစ္စတို့ဟို1ဘီလီယံဒေါ်လာကိစ္စတို့ဘာတို့ညာတို့ဟောဗျာနော်အဲဒီလိုမျိုးအချင်းအချင်းပြတ်ခြားဆောင်းမှုတွေကိုသူကဆိုလိုတာပါနော်အဲ့တော့ဒေါန်သွန်းစုကြည်ကအချင်းပြတ်ခြားဆောင်းမှုတွေကြောင့်ထောင်ထဲရောက်နေရပါတယ်ထောင်ချထားပါတယ်ဆိုတဲ့အခါကျတော့အမှန်ဆိုလို့ရှိရင် သူကဒီဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနော်အတွင်ပြုအတွင်ကူးပြောင်းရေးကိုတွားကျင်တဲ့နိုင်ငံရေးပါတီကခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်ဒီလိုစကားမျိုးမပြောရဘူးလားနော်ဒီလိုစကားမျိုးပြောလို့မရကျွန်တော်တို့တိုင်းပြည်မှာအထားပါတော့နော်ကျွန်တော်ကဲနောက်တော့မှအဲ့ဒါဆက်မယ်အဲ့တော့သူကဒီနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးအကျဉ်းပြချစားလို့ပဲရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကမင်းဦးမင်းရမှာဗျာနော်မင်းဦးမင်းရမှာ ဒေါ်အောင်ဆန်းစုကြည်လို့တိုင်းပြည်လုံးနှီးပါကเนาะဟိုလေးသာရတဲ့เนาะ အာတံမိုးထားရတယ်ချစ်ခင်ရတယ်ဒေါန်ဆဲစုကြည်နဲ့ကျွန်တော်နဲ့နိုင်ငံရေးရအမြင်မတူတာတွေဒေါန်ဆဲစုကြည်နော်အာလုတ်ပုံကင်ပုံနေသူလားသူဒီအာနာရတဲ့အချိန်မှာသူပါတီအာနာရတဲ့အချိန်မှာသူလွတ်လပ်နေတဲ့အချိန်မှာဟုတ်လားအာသူရဲ့လှုပ်ဆောင်ပုံနေ သူလှုပ်တာကင်တာတွေအာကျွန်တော်နဲ့နော်ကျွန်တော်ဆန္ဒနဲ့မညီတာတွေအမြင်မတူတာတွေရှိတယ်နော်ဒါမဲ့ဒီဥစ္စာတွေကတစ်ခါတစ်ချက်ဘေးကိုခဏဖယ်တာ ်နော်အဲ့တော့ဒေါင်ဆန်းစုကြည်ကိုလူမျိုးဟလာနိုင်ငံခေါင်းဆောင်တရားပြည်သူခေါင်းဆောင်တရားပြီးတဲ့အခါကျရင်သူ ပါဝင်တဲ့ပါတီကနေပြီးတော့မဲအများစုနဲ့အနိုင်ရထားတဲ့နိုင်ငံရေးပါတီတခုကို ပါတီကဏ္ဍမှာရောအစိုးရကဏ္ဍမှာရော ဥဆောင်မှုပေးနေတဲ့လူပုဂ္ဂိုလ်တယောက်ကို နော်တရားဥပဒေစိုးမိုးမှုရှိပါတယ်နော်အာအရာအလုံးကိုတရားဥပဒေနဲ့ပဲဖြည့်ရှင်းနေပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲလုပ်နေပါတယ်ဆိုတဲ့ဒီတိုင်းပြည်ကြီးမှာဒီလိုဒေါ်ဆန်းစုကြည်လိုပုံကူမျိုးတယောက်ကိုချက်ကလေးမှက်ကလေးဖမ်းတယ်လို့မျိုးလွယ်လင်းတကူဖမ်းလို့ရအဲ့လိုချက်ကလေးမှက်ကလေးအာဖမ်းတယ်လို့မျိုးဖမ်းနိုင်တဲ့တိုင်းပြည်မှာကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေတရားဥပဒေတွေဟလာလွတ်လပ်တဲ့တရားစီရင်မှု fair trial တွေရှိတယ်လို့ထင်မြင်ယူဆလား အဲ့လိုမျိုးနော်အဲ့တော့ဟိုကျွန်တော်တို့ရဲ့ဒီအတွေ့အကြုံရဆိုလို့ရှိရင်ပေါ့ဗျာဒီဒေါန်ဆန်စုကြည်မာတွေမဟုတ်ဘူးနော်ကျွန်တော်တို့ဒီမိုကရေစီကိုသွားနေပါတယ်ဆိုတဲ့အတိုင်းပြည်နော်အာဒီမိုကရေစီပုံစံအတိုင်းပဲသွားကြမယ်လို့ဆိုတဲ့အတိုင်းပြည်မှာနော်ဒီလိုမျိုး နိုင်ငံရဲ့ခေါင်းဆောင်တယောက်ဒီပါတီရဲ့ဒီလိုခေါင်းဆောင်တယောက်ဟုတ်လားပြီးလို့ရှိရင်ပြည်သူရဲ့ဟိုခေါင်းဆောင်တယောက်ကို ဒီလိုပုံစံမျိုးနဲ့တော့ချက်ကလေးငှက်ကလေးအာဖမ်းတယ်လို့ဖမ်းကင်တယ်လို့ဖမ်းပြီးတော့ပုံမှန်တွေကိုကျွန်တော်တို့ကအမျိုးမျိုးတော့ဟိုတက်လို့မရဘူးဗျာနော်သူ့ရဲ့ခုနလိုခုနလိုမျိုးပေါ့ဗျာဥမာကျွန်တော်ဟိုအနည်းဆက်ဆုံးပြောပြလို့ရှိလို့ရှိရင်ကျွန်တော်တို့အမေရိကန်မှာဒေါ်နယ်ထရန့်ပရမလုံးဟုတ်လားဒီသူတမရဖြစ်တဲ့တက်တန်းနော်2000နဲ့ဟိုနေ့မှာစနေ့မှာ16မှာနော်တမရပရမလုံးတမရဖြစ်တဲ့သူ့ကိုအမှုပေါင်းမျိုးစုံနဲ့ ဟုတ်လားအာအမျိုးမျိုးသူ့ကိုဆွဲဆိုကြတယ်နော်အဲ့ဒီအချိန်မှာ तू ဟာလက်ရှိသမ္မတတာဝန်ထမ်းဆောင်နေတဲ့သူတယောက်နော်အဲ့တော့သူ့ကိုဆွဆဲတဲ့ဆွဆဲချက်တွေထဲမှာအကြီးမားဆုံးအပြင်းထန်ဆုံးဆွဆဲချက်ကတော့ဒီရုရှားနဲ့ဟိုနေပူးပေါင်းကြံစီတယ်ပေါ့နော်ရုရှားနဲ့ပူးပေါင်းကြံစီတယ်ဆိုတဲ့အမှုက အကြီးဆုံးပဲနော်အဲ့တော့ तू ကလက်ရှိသမ္မတတာဝန်ထမ်းဆောင်နေတယ် နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလိုချင်တာကဒီမိုကရေစီနိုင်ငံတွေမှာဒီမိုကရေစီကိုသွားနေပါတယ်ဆိုတဲ့အတိုင်းကြီးတွေမှာနိုင်ငံခေါင်းဆောင်တယောက်ဟုတ်လားပြည်သူခေါင်းဆောင်တယောက်ပါတီခေါင်းဆောင်တယောက်ကိုဖမ်းရင်လည်းဆိုလို့ရှိလို့ရှိရင်နော်အခုဒီမာဖီးယားအုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကနေပြီးတော့ဒေါင်းဆန်းစုကြည်ကိုဖမ်းတယ်လို့မျိုးတော့မဖမ်းကြဘူးဗျာနော်သူတို့တွေအရင်ဆုံးဟုတ်လားဒီလွှတ်တော်မှာ public hearing တွေလုပ်တယ်နော် လွတ်တော်မှာအာကြားနာမှုတွေလုပ်ရတယ်နော်အဲ့တော့အဲ့ဒီလွတ်တော်မှာကြားနာမှုတွေလုပ်ပြီးတဲ့အခါကျရင်အဲ့ဒီလွတ်တော်ကတွေးရှိတဲ့ဟာတွေအာပြီးတဲ့အခါကျလို့ရှိရင်ဒီအထူးစုံစမ်းစစ်ဆေးရေးနေကော်မရှင်တွေဟုတ်လားဒီလို အဖွဲ့အစည်းတွေ ਨੇ အာစုံစမ်းမယ်စစ်ဆေးမယ်အာပြီးလို့ရှိရင်ဒီလွတ်တော်မှာ public hearing တွေလုပ်မယ်အာပြီးတဲ့အခါကျရင်ဒီကထွက်လာတဲ့အဖြေတွေကိုကျွန်တော်တို့ကနိုင်ငံရဲ့အမြင်ဆုံးဒီတရားရုံးတွေကနေပြီးတော့မှနော်ဟိုဆုံးဖြတ်ချက် ချပြီးရတာဟို legal process ပေါ့ဗျာ democracy process ပေါ့ democracy ကို သွားမယ်ဆိုတဲ့နိုင်ငံတိုင်းနိုင်ငံမှာဟုတ်လားတရားဥပဒေစိုးမုံမှုနဲ့တရားဥပဒေကိုတရားဥပဒေလုံထုံးလုံနည်းတွေတရားစီရင်ဆိုင်ရာ လုံထုံး လုံနည်းတွေအတိုင်းပဲဒီမိုကရေစီနိုင်ငံတွေမှာသွားနေကြတာအဲ့တော့မြန်မာနိုင်ငံကလည်း2020ရွေးကောက်ပွဲကျွန်တော်တို့ကျင်းပတဲ့အချိန်ဖြစ်တဲ့အချိန်မှာ နော်ဟိုဒီမိုကရေစီပုံစံအတိုင်းပဲကျွန်တော်တို့တွေကသွားနေကြတာအဲ့တော့ကျွန်တော်တို့ကဒီဒီမိုကရေစီလုံထုံးလုံနည်းတွေဖြစ်တဲ့ဟုတ်လားဒီတရားဥပဒေဆိုင်ရာလုံထုံးလုံနည်းတွေတရားစီရင်ဆိုင်ရာလုံထုံးလုံနည်းတွေနဲ့ပဲကျွန်တော်တို့ကသွားမှာဖြစ်တဲ့နာကဒီမာဖီးယားဒီအုပ်စုရဲ့ခေါင်းဆောင်မင်းအောင်လှိုင်တို့ဟုတ်လားအခုလိုမျိုးအာဏာသိမ်းပြီးတော့ဖမ်းဆီးလိုက်တာမျိုးထက်စာလို့ရှိလို့ရှိလို့ရှိရင်အရင်ဆုံးလောက်ရမှာက ွတ်တော်ကြားနာမှုတွေဟလာ publish သူ့ကိုဆိုလိုတာနော်သူကအချင်းပြတ်ချစားလို့ဒေါန်ဆန်းစုကြည်ကထောင်ထဲမှာရောက်နေရပါတယ်လို့ဒါသူကသူသူလဲဆွဆွဲတာနော်သူလဲဆွဆွဲတာအဲအဲ့လိုဆိုတဲ့အခါကျတော့အဲတကယ်လို့ဒေါန်ဆန်းစုကြည်ကအချင်းပြတ်ချစားလို့ရှိရင်ခုနလိုဒီမိုကရေစီလှုပ်ထုံးလုပ်နည်းတွေအာတရားရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေနဲ့တရားဥပဒေဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေနဲ့အရင်သွားပြီးမှသာအပြစ်ရှိကြောင်တွေ့ရှိမှသာဟုတ်လား အပြစ်ရှိကြောင်းတွေးရှိမှသာနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးကနေပြီးတော့ပြစ်ဒဏ်ချမှတ်လို့ရတာအဲ့လိုမျိုးမဟုတ်အဲ့လိုမျိုးသဘောမျိုးမဟုတ်ဘူးလားတကယ်လို့အကျင့်ပြတ်ချဆမှုနဲ့ဒီဒေါ်ဆန်းစုကြည်ကိုဖမ်းပြီးတော့နော် ထောင်ထဲကိုအာထည့်ခဲ့မယ်ချခဲ့မယ်ဆိုလို့ရှိရင် ဟုတ်တယ်နော်အဲ့တော့အဲ့ဒါကတစ်ချက်ပေါ့ဗျာနော်အဲ့တော့တကယ်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးနော်ကျွန်တော်တို့အာနာတိန်တဲ့အချိန်မှာဟိုရွေးကောက်ပွဲမဲမတမာမှုနဲ့ဟုတ်လားဆွဆွဲပြီးတော့ဘာဖြစ်လဲအာနာတိန်တာ အဲ့တော့အာနာတိတ်ပြီးတော့မှလူတယောက်ကိုဖမ်းဆီးပြီးတော့ထောင်းသွင်းအချင်းချပြီးတော့မှကိုယ့်အနေကိုစစ်ချင်းတယ်လို့စစ်တယ်မေးချင်းတယ်လို့ဥပမာပြဒေါန်ဆန်းစုကြည်ကိုတရားရေးဆိုင်ရာအရာတရားဥပဒေအရာနော်သူရင်ဆိုင်မှုသူ့အမှုအတွက်ဟုတ်လားလွတ်လပ်မှုတွေနော်ရတရားတိုက်တဲ့အခွင့်အရေးတွေကိုဒီမာဖီးယားအုပ်ဒီစစ်အုပ်စုကဘာတွေပေးခဲ့လဲနော်လွတ်လပ်တဲ့တရားစီရင်ရေးဒေါန်ဆန်းစုကြည်ဒီအခွင့်အရေးတွေရဟုတ်တယ်နော် ဒီအခုရဒါကျွန်တော်အခုဒါပြန်အခုလို့ဒါတွေကိုတက်ပြီးတော့အခုလို့ရှင်းပြနေရတာနွားပလာတာကျွေးနေတာ ਨੇ အဲ့အတူတူပဲဘာကြောင့်လဲသူတို့မသိလို့သူတို့ရဲ့ဒါတွေအကုန်လုံးသိပြီးသားနော်သူတို့ရဲ့ဒီ power politics မှာ practical ရသူတို့လက်နက်ရှိတယ်သူတို့လုံနိုင်တဲ့အတွက်သူတို့လုံတာ နော်ဒါပေမဲ့အများပြည်သူရဲ့အမြင်မှာခုနလူမျိုးပေါ့တော့တသက်ကံရဒါမျိုးပြောလိုက်တဲ့အခါကျတော့သူ့ရဲ့နောက်လိုက်တွေဟုတ်လားအာသူ့ရဲ့ပါတီကိုမဲပေးခြင်းတဲ့သူတွေကပဲဒီတော့တသက်ကံနိုးရေးချောင်းဆုပ်တသက်ကံပြောတဲ့စကားကိုနော်အမှန်ဆိုပြီးတော့အာယူဆသွားနိုင်ကြတဲ့လူတွေလည်းအများကြီးရှိတယ်လေဗျာဟုတ်တယ်ဗလားဒါကြောင့်မလို့ဒါကျွန်တော်လည်းဒါတက်ပြီးတော့ဟုတ်လားဒါကျွန်တော်ရဲ့ဖြစ်တဲ့ဖြစ်တိုက်တဲ့အမြင်ကိုနော်ဒါဦးနေပြောပြတာဒေါ်တက်တက်ခိုင်လို့ပါတီမျိုးက ကျွန်တော်တို့ပြည်သူလူထုကိုကိုစားပြုတကယ်ကိုစားပြုမဲ့ပါတီပြည်သူလူထုကိုတကယ်ကိုစားပြုနိုင်မဲ့ခေါင်းဆောင်တရားအဖြစ်ကျွန်တော်တို့အရင်ကဘယ်လိုနည်းနဲ့မှမတတ်မှတ်နိုင် နော်ဘာကြောင့်မလို့လဲဆိုတဲ့အခါကျတော့သူကိုယ်တိုင်ကဟုတ်လား1988ခုနှစ်နော်အရေးအခင်မှာပါဝင်ခဲ့တယ်နော်သူကိုယ်တိုင်ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်သူကိုယ်တိုင်ဖြတ်တန်းခဲ့ရတဲ့ဘဝအနေအထားတွေမှာကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းသားတွေဟုတ်လားထောင်မြန်မာနိုင်ငံထောင်တည်ပြီးမှရှိတယ်နိုင်ငံရေးအကျဉ်းသားတွေမြန်မာနိုင်ငံရဲ့ထောင်တည်ပြီးမှနော်ဟိုတေဆုံးသွားခဲ့ကြတယ်ဆိုတဲ့ဟာတွေဘဝပြတ်သွားခဲ့ကြတယ်ဆိုတဲ့ပတ်ဝန်းကျင်မှာဒေါ်သက်သက်ခံရကြီးပြင်းလာရတာဗျာ เนาะအဲ့တော့ဒီ2020မှာလည်းဟုတ်လားเนา ကျမတို့ကဟုတ်လားဒီမိုကရေစီရဲ့လူများစုရဲ့အနိုင်ကျင့်ခြင်းကိုခံနေရပါတယ်နော်လွတ်လပ်စွာဒီလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအတွက်နော်လိုအပ်ချက်တွေဖြစ်တဲ့ဟာတွေအကုန်လုံးကျမတို့မရပါဘူးဆုံးရှုံးနေပါတယ်နော်အဘဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့ပြောခဲ့တဲ့ဒေါ်တက်တက်ခိုင်ဟာဟုတ်လားသူဒီ LED မှာပါဝင်ခဲ့တဲ့ကာလမှာရောထွက်ပြီးတဲ့ကာလမှာရောဒီ2010ကနေပြီးတော့2020ကြားကာလမှာ နော်ရွေးကောက်ပွဲနဲ့ပဲပတ်သက်လို့ဖြစ်စေလွတ်လပ်စွာဝေဖန်ပြောဆိုထောက်ပြပိုင်ခွင့်နဲ့ပဲဖြစ်စေနော်အာ तू လှုပ်ချင်တဲ့ဟာ तू နေတဲ့အယူဆဘိုင်းရသူ့ရဲ့ဒီလှုပ်ပိုင်နိုင်ခွင့်တွေနဲ့အခု तू ပါဝင်နေတဲ့ဒီမာဖီးယားစေအုပ်စုမှာ तू တာဝန်ယူနေတဲ့အချိန်မှာ तू လှုပ်နိုင်တဲ့အခွင့်အရေးသူ့ရဲ့လှုပ်ပိုင်ခွင့်နော်မြို့နှမ်းရှင်ကြီးလေဗျာဘယ်ဟာကပို့ပြီးတော့ဟိုသူ့အတွက်ပို့ပြီးတော့ဟလာလွတ်လပ်မှုတွေလွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်တွေနော် အာဟို လုံနိုင်ခွင့်တွေပေါ့ကွာဗျာနော်အဘဲ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 ခင်မှာသူပို့ပြီးတော့ဓာရီကိုခံစားရလဲနှိုင်းရှင်ကြည့်လို့ရနော်အခုဒေါ်တတကိုင်သူတောင်းရင်ယူနေတဲ့ဒီမာဖီးယားစီးပွားစုမှာ၅နှစ်တာကာလမှာတိုင်းပြည်နဲ့ပြည်သူလူထုအတွက်ကိုသူဘာတွေလုပ်ပေးခဲ့လဲဟမ်ငလီဆိုလဲပြည်သူလူထုဟာသူတို့အနေနဲ့သူတို့လုပ်ရတာဟုတ်လားပြည်သူတွေကကိုယ့်အနေကိုအလူငွေတွေထဲကြတယ်ကိုယ့်အနေကိုလုပ်ရတာနော် ဟုတ်တယ်နော်အဲ့တော့ကင်းချင်းကင်းဂျုံအန်လမ်းစဉ်နောက်ကိုလိုက်နေတယ်မင်းအောင်လိုင်းကြောင့်ကျွန်တော်တို့တိုင်းပြည်ကငလင်နဲ့ပတ်သက်လို့လည်းနိုင်ငံတကာရဲ့အကူအညီဘာမှမရဘူးငကုံးမတကောင်ကြောင့်တလေလုံးပောက်တာကျွန်တော်တို့တိုင်းပြည်မှာငကုံးမတကောင်ကြောင့်တလေလုံးပောက်တာနော်အဲ့တော့ဘာမှဘာမှကျွန်တော်တို့ကအဆတ်အအေရာပြည်သူတွေကသူ့အနေသူပဲလုပ်ရတာဒီနေ့အခုမိုးဘောမိုးဘောကနေပြီးတော့ဟလာကြလာတဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးကိုဒီလွတ်တော်အမတ်တွေကိုယ်စားလှယ်ဆိုတာကျွန်တော်တို့ပြည်သူလူထုအတွက် ဘာမှလုပ်ပေးခဲ့တာမရှိဘူးနော်ရှေ့ဆက်ပြီးတော့လဲဒီရေကောက်ပွဲပြီးလို့ရှိလို့ရှိရင်နော်အထူးခြားတယ်ပေါ့ဗျာဟိုနေ့ပေါ့ဘလို့ခေါ်မလဲဆိုဟိုဖောက်ထွက်တဲ့နော်ဖောက်ထွက်တဲ့အမည်မျိုးဖောက်ထွက်တဲ့အနေအတွေးမျိုးဖောက်ထွက်တဲ့လုံကြီးလုံဟန်မျိုးတွေနဲ့ပြည်သူလူထုကိုတင်ပြလာပြီးတော့မဲဆွယ်စည်းုံးနေဆိုတာလေကျွန်တော်တို့ဒီနေ့အချိန်ထိ ဒီဒေါ်သက်သက်ကိုင်ရဲ့ဒီဂွေကုန်းတက်ပါတီမှာနော်ဂွေကုန်းတက်ဆိုတာဟိုအရင်တုန်းကဥနေဝင်တို့ခေနော်ကျွန်တော်တို့ဒီဖာသာပါလာဟလာဟိုနေမဖြစ်တဲ့ခေအာနာပြီးရင်အာနာတိန်းတဲ့အချိန်ပေါ့ဗျာဒီနောက်ပိုင်းခေမှာရှိခဲ့တဲ့နိုင်ငံရေးသမားတွေနော်ခွေးကြဲကတက်ကြတယ်နော်အဲကြောင့်ခွေးကြဲချစ်မအောင်တို့ဟလာဘလို့ပဲဖြစ်ဖြစ်ဥနေဝင်နဲ့တွားပြီးဥနေဖြစ်တဲ့လူတို့ခွေးခွေးကြဲကတက်တဲ့လူတို့ခွေးကြဲတွေပဲခေါ်ကြတာအခုဒေါ်သက်သက်ကိုင်ပါတီကြတော့သူကခွေးကြဲကတက်တာမဟုတ်ဂွေကြဲကနေတက်တာ ဘဘတာရဲ့ဂွေးကိုနော်ကိုင်နာတာကိုင်နာတာမလွတ်ဘူးနော်အဲ့ကြောင့်မို့သူ့ကိုကျွန်တော်ကဂွေးကုန်းတက်ပါတီလို့ခေါ်တာကြည့်ထားပါတော့အဲ့တော့ကျွန်တော်တို့ကဒီဒေါ်လန်းစုကြည်ကိုနော်အကျင့်ပြတ်ခြားဆောင်မှုနဲ့ကျွန်တော်တို့တကယ်ပဲဖန်ဆီးအရေးယူမယ်ဆိုလို့ရှိရင်နော်တကယ်ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းသွားတဲ့အတိုင်းပြီးတကယ်တရားဥပဒေအရသွားတဲ့အတိုင်းပြီးဒီမိုကရေစီလုံတုံးလုံးကြီးအရသွားတဲ့အတိုင်းပြီးဆိုလို့ရှိလို့ရှိရင်သူကမဖမ်းအဖမ်းမခံရခင်မှာ နော်အာသူ့ကိုနော်သူ့ဓာရီဓာရီလုတ်တယ်ဆိုတဲ့ဟာကိုပြစ်မှုတွေကို နော်ကျွန်တော်တို့အထောက်အထားခံခံမှန်မှန်နဲ့တွေ့ရှိရမယ်ပြီးတဲ့ခါကျရင်သူကနိုင်ငံရေးသမားတယောက်ဖြစ်တယ်နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်တယ်ပြည်သူ့ရဲ့ခေါင်းဆောင်တယောက်ဖြစ်တယ် ကတရားဝင်နဲ့တာဝန်ရှိထားတဲ့အတွက်ကြောင့်မလို့သူ့မှာဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်စောင့်ရှောက်သူ့သူ့မှာအကာအကွယ်တွေသူ့မှာရှိတယ်နိုင်ငံခေါင်းဆောင်တရားအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးထားတဲ့အကာအကွယ်တွေနော်ဒါတွေကိုခံယူပြီးတော့ဟုတ်လားလွှတ်တော်မှာကြားနာမှုတွေစုံစမ်းစစ်ဆေးမှုတွေမှာနော်အာသူနေကြားနာမှုတွေဒီလိုမျိုး legal process တွေ democracy လုံထုံးလုံနီးနေပေါင်းနေရနော်နီးလန်းနေရကျွန်တော်တို့ကဖက်တန်းသွားကြရမှာဗျာနော်အဲ့တော့အခုကအဲ့လိုမဟုတ်ဘဲနဲ့ ဟုတ်လားနိုင်ငံရဲ့ခေါင်းဆောင်တယောက်ကိုချက်ကလေးနဲ့ကလေးဖမ်းသလိုမျိုးအာဟုတ်လားနေတစိုက်ကလိုက်တဲ့ရွေးကောက်ပွဲမဲမတမာမှုဆိုနောက်တော့မှဒီရွေးကောက်ပွဲမဲမတမာမှုလည်းကျွန်တော်ထပ်ပြောမယ်ဒီရွေးကောက်ပွဲမဲမတမာမှုကလည်းနော်အာကျွန်တော်တို့တွေနေချင်းတဲ့ကျန်တဲ့ပြောရင်ပြကိုတခါကြိုက်ပြောရမှာကိုကိုတော့ရှက်တယ်ဂျင်းတဲ့ခံလိုက်ရတာเนาะဂျင်းတဲ့ခံလိုက်ရတယ်ပြီးကိုကလည်းဒီလိုမျိုးတိုင်းပြည်မှာဟုတ်လားဘေးဒုက္ခတွေနဲ့တိုင်းပြည်ပြည့်စည်ွားမှာမမြင်ခြင်းတဲ့အတွက်ဝင်ရောက်ပြီးတော့เนา ဒီလိုမျိုးတွေမဖြစ်အောင်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်တာကိုကဝင်တာလှုပ်လိုက်တာဒါပေမဲ့တကယ်တကယ်တမ်းကျတော့ကျွန်တော်တို့တွေကအုံချခံသွားတာဂျင်းတဲခံသွားတာနော်အဲ့တော့ဝင်းကောက်ဝဲမဲမတမအောင်နဲ့အာနာသိမ်းပြီးတော့မှမစီမဆိုင်တဲ့ဟာတွေနဲ့ဘာဖြစ်လဲအပေါ်မှာတက်တယ်အတက်ပြီးတော့ဒီတရားဥပဒေလှုပ်ထုံးလုပ်နည်းဒီမိုကရေစီလှုပ်ထုံးလုပ်နည်းတွေတခုနဲ့တခုနဲ့မှမညီဘူးဗျာတို့ရဲ့ဥပဒေပုံမှတ်တွေဟိုအားတွေကိုကျွန်တော်ကထဲအောင်မပြောကြည့်ဘူးဘာကြောင့်မလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ကဥပဒေကိုမရှိတဲ့အတွက် တော့ဥပဒေအတိုင်းကိုမသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဥပဒေပုံသီးပုံမှတ်တွေထည့်ရတာပါဆက်ညောင်းတယ်နော်အလက်ကားပဲအဖို့ပဲဟုတ်တယ်မလားဟောလက်နက်ရှိတဲ့လူလုတ်ပိုင်ဝင်ရှိတဲ့လူအာဏာရှိတဲ့လူသူ့ရဲ့လုတ်ချင်တယ်လို့လုတ်နေတဲ့အတိုင်းဒီမှာဒီဥပဒေပုံမှတ်တွေကဘာလုပ်ရမှာလဲကျွန်တော်တို့ကဟုတ်တယ်မလားအဲ့တော့သူဒီလိုမျိုးသူဖမ်းပလိုက်တယ်ဖမ်းပြီးတော့ဒီလိုမျိုးထောင်ထဲထည့်ထားတယ်အချင်းပြဟုတ်လားခြားလောက်မျိုးဒါကြီးကဟိုတရားမျှတမှု လုံးဝမရှိတဲ့ကိစ္စ အဲ့ဒါကိုပြည်သူ့ရဲ့မဲကိုလိုချင်တဲ့ဒီမိုကရေစီကိုသွားပါမယ်နော်အပြည်သူလူထုတွေပူးပေါင်းပါဝင်ကြမှာပြည်သူလူထုကပါ तू ကရှေ့ဆောင်ခိုင်းလိုက်သေးတယ်သူ့ပါတီအတွက်ဟိုအလူပါသွားပြီးတော့အလူငွေပါသွားထည့်ပေးရမယ်ပုံမှန်ပုံမျိုးမှဖြစ်တယ်သူ့ပါတီအတွက်ကိုပဲအသေးခံရမယ်ပုံစံမျိုးပါဖြစ်နေတယ်နော်သူတို့ကဘာတွေလုပ်မှန်းမလို့လဲသူတို့ပါတီကသဘောတော်တာတာပါနော်အဲ့တော့ကဲထားလိုက်ပါတော့ဗျာကဲ तू तू အချင်းပြတ်ခြားစားလို့ကဲဒေါန်လန်းစုကြည်ဟုတ်လား ဟိုထောင်ထဲမှာထောင်ထဲကိုရောက်တယ်ပဲထားထောင်ချခံရတယ်ပဲထားကဲဒေါန်ဆန်းစုကြည်ကအချင်းပြတ်ခြားစားလို့ကဲခိုးလို့ဒါရီဒါရီလုံးလို့ထောင်ချတယ်ဆိုလို့ဒီလိုထောင်ချလို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းကျွန်တော်တို့တိုင်းပြည်မှာဒီနေ့ခေတ်အဆက်ဆက်အထိပေါ့ဗျာနော်စစ်ယူနီဖောင်းဝတ်ပြီးတော့ချမ်းသာနေတဲ့လူတွေမတန်မရနော်ပြီးလို့ရှိရင်ဝန်ထမ်းတွေဝန်ထမ်းတွေဝန်ကြီးဌာနတွေမှာသူတို့ရတဲ့လစာနဲ့အစာပေါင်းများစွာ မတမ်းမရချမ်းသာနေတဲ့လူတွေကိုကျွန်တော်တို့ပြည်သူလူထုတွေကရောအဲ့လိုဖန်ဆင်းနိုင်권ရှိလားဖန်ဆင်းပိုင်권ရှိလားဥပမာမြင်းအောင်လိုင်းစီမှာလက်ရှိငွေကြေးဘယ်လောက်ပိုင်ဆိုင်လဲနော်မြင်းအောင်လိုင်းစီမှာငွေပြင်းပြအင်းချမ်းပြေးရာဟလာစီဝါရေးလုပ်ငန်းဘာတွေရှိလဲကျွန်တော်တို့ပြည်သူလူထုတွေတိတိကျကျဘာတွေသိကြလဲတို့တွေကျွန်တော်တို့တွေကိုဘာတွေပြောကြလဲ တကယ်လို့ကျွန်တော်အခုမေးအောင်လိုင်ကဥမာပြင်ဟုတ်လားကာဝေးဦးစီးချုပ်တာဝန်ယာရူဟုတ်လားဒီတာဝန်ယာရူကသဘောထားပေါ့ဗျာတလောက်သိမ့်တရားထား